ကဲအားလုံးပဲစောင့်မျှော်နေကြတဲ့ကျွန်တော်ကမန်ချက်စတာယူနိုက်တက်ဒါဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်လေးထပ်မံပြီးတော့ဒါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ကြောကျွန်တော်ကပြုလုပ်ပေးသွားမဲ့ပွဲစဉ်လေးကတော့မန်ချက်စတာယူနိုက်တက်နဲ့ကျွန်တော်ကအက်သလက်တစ်ပြပါလို့ရတဲ့ဆီမီဖိုင်နဲ့ယူဘာလီဆီမီဖိုင်နဲ့ဒုတိယကြောပွဲစဉ်လေးပဲဖြစ်ပါတယ်။အဲ့တော့ဒီဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်လေးမှာပါဝင်ခြင်းနဲ့ဆိုရင်တော့ဒါပါဝင်ခြင်းနဲ့ပရိသတ်တွေအနေနဲ့ဆိုရင်လည်းလှူဆောင်ရမယ့်အချက်လေးတွေကတော့လွယ်လွယ်ကူကူလေးပါပဲ။ပထမဆုံးတစ်ချက်အနေနဲ့ဆိုရင်တော့ အဲကျွန်တော်အခုလက်ရှိတင်ထားတဲ့ Facebook က post လေးကိုဒါ public နဲ့ share ထားပေးရပါမယ်ဒုတိယအချက်အနေနဲ့ဆိုရင်တော့အဲကျွန်တော်ရဲ့ Telegram channel လေးကို join ထားပေးရပါမယ်တတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ Telegram မှာလည်းအခုလိုမျိုးဒါ giveaway ပေးမဲ့ post လေးတခုဒါတင်ထားပေးပါရစေအဲ post ရဲ့အောက်မှာ comment မှာကျွန်တော်တို့ဒါ goal ရလက်လေးကိုခံမှန်းပြီးတော့အဲခံမှန်းထားတဲ့ goal ရလက်ကို screenshot ရိုက်ပြီးတော့ကျွန်တော်တို့ဒါ Facebook က post ရဲ့အောက်မှာသွားပြီးတော့မန်းလိုက်ရုံနဲ့ဒါဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်လေးမှာပါဝင်ပြီးသားဖြစ်သွားပါပြီ။အဲလောက်ဆောင်ရမယ့်အချက်လေးတွေကလည်းလွယ်လွယ်ကူကူဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဂျာစီလက်ဆောင်ကန်ဆန်းမဲ့ဒါအစီအစဉ်မှာပါဝင်ခြင်းနဲ့ဘလုံးချစ်ပရိသတ်တွေအားလုံးမဲ့ဒါအတူတူပါဝင်ပေးဖို့လည်းဒါဖိတ်ခေါ်လိုက်ရပါတယ်။အဲတော့ကျွန်တော်တို့ဒါရှိမှဆိုရင်လည်းဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်နေဒါအချက်လေးတွေလည်းပြောပြီးသွားပြီဆိုတော့နောက်ကကျွန်တော်တို့ဒီ United နဲ့ Athletic Bilbao တို့ရဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့အဲပွဲချုပ်သုံးသပ်ချက်လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ တော့ဒီပွဲစဉ်လေးကတော့ United အနေနဲ့ကျွန်တော်တို့ကနောက်တစ်ဆင့်ဟိုဒါ ACC တက်သွားမယ်ဒါပွဲစဉ်တစ်ခုလို့ပဲပြောလို့ရပါတယ် United အနေနဲ့ပထမအကြော်လုံးအောင်ဆိုရင်လည်း Athletic Bilbao ရဲ့ဒါအင်ကွင်းမှာဒါ Z3 ဆိုရဲရလက်နေတော့မှာပဲနိုင်ထားခဲ့တဲ့ပွဲစဉ်နေတာရှိရတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာဆိုရင် United အနေနဲ့ ACC လေးကစားသွားရုံနဲ့နောက်တစ်ဆင့်ဟိုဒါတက်သွားနိုင်မယ်အခြေအနေပေါ့နော်အဲ့တော့အခုလက်ရှိ United ရဲ့ဒါ injury လူစင်းမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ဒါပူနွေးနွေးပဲဒီလက်က injury ပြန်ပြီးတော့ဖြစ်သွားခဲ့ပြီပေါ့နော်ဒါအဲဒီ Athletic Bilbao နဲ့မှာကစားခဲ့ရှိရဒီ Brentford နဲ့ ပွဲချိန်မှာဆိုရင်တော့ကျွန်တော်ရဲ့ဒါနောက်ခံလူဒီလိကတော့ injury ထပ်မှန်ပြီးတော့ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီပွဲချင်းမှာပါဝင်လာနိုင်ဖို့ဆိုတော့အော်လုံးဝမဖြစ်နိုင်တော့ဘူးပေါ့နော်ဒီလိမရှိတော့ပေမဲ့လည်းကျွန်တော်ဒါဒီလိနေရာမှာအစားထိုးပြီးတော့ကစားနိုင်ဖို့အတွက်အဲကျွန်တော်ဒါလင်းနီယိုတို့တို့မာဇာဝါရီမာဇာဝါရီဆိုရင် Rafo နဲ့ပွဲချင်းတော့အရန်လိုင်းထဲမှာတော့မပါဝင်ခဲ့ဘူးဆိုတော့မာဇာဝါရီကိုတေချာပေါ့ဒီပွဲချင်းအတွက်ပဲရည်ရွယ်ပြီးတော့ဒါတင်ထားခဲ့တဲ့အနေအထားရှိခဲ့ပေါ့နော်အခုလက်ရှိမှာဆိုရင်ကျွန်တော်အက်တလက်တစ်ပြည်ပအနေနဲ့ယူနိုက်တက်ကိုနိုင်ဖို့ဆိုတာက3ကိုသွင်းမှဖြစ်မှာပေါ့နော်3ကိုသွင်းမှတည်ပဲရှိသေးတယ်4ကိုသွင်းမှ Athletic ပြပါအောင်နောက်ထပ် final ကိုတက်မှာပေါ့နော်အဲ့တော့ United အနေနဲ့ဆိုရင်လည်းအခုလက်ရှိဒါ3ခုတာတာအနေထားကြီးကမှဒါရှုံးဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးဗျာအဲ့တော့ကြောင့်မို့ United အနေနဲ့တေချာပေါက် AAC ကျွန်တော်တို့က final မှာ Tottenham Hotspur နဲ့တွေ့ဖို့ကရာခိုင်နှုန်းများသွားတယ်။ Tottenham Hotspur အသင်းဘက်ကကြည့်မယ်ဆိုရင်လည်းဟိုဘက်မှာကတော်တော်လေးအခြေအနေကောင်းနေတဲ့အနေအထားတစ်ခုမှာ ဒါ United နဲ့ထပ်ပြီးတော့တွေ့ရမှာပေါ့နော် United အနေနဲ့ဆိုရင် final မှာဆိုရင်လည်းကျွန်တော်တို့အဲစပါ့တော့ဒီချာလီကစားမှဖြစ်မယ်။ဘာဖြစ်လို့လဲဆိုတော့ United အနေနဲ့ကုလရှိဒီယာတီမှာစပါ့ကိုတခါမှကိုမနိုင်ထားတဲ့အခြေအနေဖြစ်နေတဲ့အတွက်ကြောင့်မလို့ United အနေနဲ့စပါ့ကိုနိုင်မှာပဲဒီ Europa League စူပလာယီကိုရရှိမှာပါနော်ယူပါလီဖလာယားမှာပဲကျွန်တော်တို့ချန်ပီယံလိဝင်ရမယ်နောက်ဖြစ်အဲတပြင့်အဲကျွန်တော်ကစားသမားဝယ်ယူရဲနေရာမှာဆိုရင်လည်းပတ်ဆက်နေပို့ပြီးတော့တုံးလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Ruben Amorin အနေနဲ့ဆိုရင်လည်းလက်ရှိဒီရာဒီမှာအာယုံဆိုင်ဆရာတို့ဒီဖလားတစ်လုံးပဲကျန်တော့ရပါတော့ EFM မှာဘလောက်ပဲရှုံးရှုံးအဲ့ဒါတွေကခေါင်းထဲမရှိတော့ပြ EFM မှာကျွန်တော်ရှုံးလာနိုင်တာအစင်းကတက်လည်းမသွားဘူးတန်းလည်းမစင်းသွားဘူးအပေါ်လည်းရောက်မသွားဘူးဆိုတော့ဘာမှမထူးတော့တဲ့အခြေအနေတခုမှာတော့ ဟိုအာမိုရီအနေနဲ့ဆိုရင်လည်း Brentford နဲ့ပွဲစဉ်တုန်းကလူငယ်ကစားသမားတွေနဲ့ပဲအချိန်မီလို့ဒါပွဲထုတ်ခဲ့ရပေါ့နော်။အဲ့ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့ကယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းမှာဂိုးတွေတော်တော်လေးရခဲ့တယ်ကျွန်တော်တို့အမ်မက်ဒီယာလိုတို့ဂါနာချိုတို့မေဆီမောက်တို့ ါကာနာချုကန်သွားတဲ့အလုံးဆိုရင်လည်းတော်တော်လေးမိုက်တယ်မေစင်မောက်လည်းဒါကိုရရှိခဲ့တဲ့အတွက်ကြောင့်မတိုက်စစ်ပန်းကတော့ပို့ပြီးတော့အရင်သက်ဆိုင်ပို့ပြီးတော့အားကောင်းလာမယ်လို့တော့ထင်တယ်နောက်ပြီးတော့မတ်ရှော့ဝိုင်လန်ပါမတ်ရှော့ဝိုင်လန်အနေနဲ့ဆိုရင်လည်းဒီ brand phone နဲ့ပွဲစဉ်မှာလုံးဝပွဲမထုတ်သွားခဲ့တဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်အတွက်ကစားဖို့ကတော့လုံးဝသေချာပါ့မလို့ဒါ fit fit နေမယ်လို့တော့ထင်ပါတယ်။ Athletic Bilbao ကလည်းဒီကြားထဲမှာကျွန်တော်တို့ Real Sociedad နဲ့ La Liga တပွဲကစားရပေါ့နော်။ La Liga ကစားခဲ့တဲ့ဒီပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့ Athletic Bilbao ရဲ့အဓိကအားထားရတဲ့မင်းသားဖြစ်တဲ့ကျွန်တော်တို့ဒါ Nico Williams လုံးဝပွဲချိန်ပြီးတပွဲအလုံးဒါသုံးမသွားတဲ့အနေအထားတစ်ခုမှာ အတလက်တစ်ဘီဘာဘောကလည်းဒီ United နဲ့ပွဲစဉ်အတွက်တေချာပေါက်အားဆိုင်လာမယ်လို့တော့ထင်တယ်ဒါပေမဲ့ United ကတကူစိုးရင်နေရှိတာကဘာဖြစ်လို့လဲဆိုတော့ United ကအဝေးကွင်းကစားတဲ့ပုံနဲ့အင်ကွင်းကစားရဲ့ပုံနဲ့လုံးဝမတူအဝေးကွင်းမှာဆိုရင် United ကပိုပြီးတော့အားကောင်းတယ် United အင်ကွင်းမှာဆိုရင်နည်းနည်းလေးစိုးရင်ရတယ်ပေါ့ပေါ့ရော့ကစားရလို့ပြောချင်တာပေါ့နော်အဲ့တော့ United အင်ကွင်းမှာ Ruben Amorim အနေနဲ့ဒါဘေးကစားသမားတွေနဲ့အဓိကထားပြီးတော့ပွဲထုတ်လာမလဲဆိုတော့တစ်ချက်လောက်ကျွန်တော်ကခံမှန်းကြည့်လာပါမယ်နော်ဒီပွဲစဉ်မှာဆိုရင်တော့ United အနေနဲ့ Ruben Amorim အဓိကအားထားရတယ်ကျွန်တော်ကကွင်းလက်တစုံဖြစ်တဲ့ ကျော်ကက်စမဲရိုနဲ့ဦးကတေဒါဘရူနိုနယ်ဦးနဲ့နံပါတ်တန်းနေရာမှာဆိုရင်တော့ဘရူနိုဖာနန်ဒက်အခုလက်ရှိမှာဂါနာချိုလည်းရှိတယ်လို့အမက်ဒီယာလိုလည်းရှိရယ်ဆိုတော့ဒီဂါနာချိုနဲ့အမက်ဒီယာလိုတော့သူကြိုက်တဲ့ကစားသမားနဲ့ပွဲထွက်မှာပေါ့နော်အဲတိုက်စစ်ပိုင်းမှာဆိုရင်တော့တေချာပေါ့ဝိုင်လန်နဲ့ပဲပွဲထွက်လာခဲ့မယ်ကွင်းလယ်ပိုင်းကိုကြည့်မယ်ဆိုရင်ရူမင်အာမိုရင်စပြီးတော့ရောက်ပြီဆိုကြတဲ့အခြေအနေနေစပြီးတော့ဒီကစားသမားတွေကိုပဲတေချာပေါ့သူတို့အထိုင်ကြအောင်တုံးလာခဲ့တာအခုလက်ရှိမှာဆိုရင်ကက်စမဲရိုနဲ့ဦးကတေရဲ့တွဲလုံးကတော်တော်လေးအဆင်ပြေနေပြီလို့ပြောလို့ရတယ် ဒီယူပါလိပထမကျော့ပွဲစဉ်တော့ဆိုရင်လည်းတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်ကတ်စမာတို့ရဲ့ကျွန်တော်ဒါခေါင်းလိုက်တွင်းကုန်းနဲ့အတူဒါပထမဆုံးဥဆောင်ကိုရရှိခဲ့ပေါ့နော်အဲတခုတုံးလို့ရတာကကျွန်တော်ဒီဝင်းဘတ်တွေမှာကြည့်မယ်ဆိုရင်ဝင်းဘတ်တွေမှာ MD ရလို့ရှိတယ်ဒါပက်ထရစ်ဒိုကူလည်းရှိသေးတယ်မာဇာဝါရီကိုကျွန်တော်ဒီ right back မှာထားပြီးတော့တုံးမယ်ဆိုရင်တော့အဆင်ပြေတယ်မာဇာဝါရီကို right back မှာထားပြီးတော့တုံးမယ်ဒါ center back မှာဆိုရင်တော့ Harry Maguire ဒီဘက်မှာဆိုရင်ကျွန်တော် left back မှာဆိုရင်ကျွန်တော် Lucio လည်းရှိတယ်လို့ဒါလို့ကလည်းဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်လာနိုင်ဖို့ရှိနေတဲ့အတွက်ကြောင့်မလို့ဒါလို့တော့ဒါပေမဲ့ အဲတိတ်ပြီးတော့ဖိမဖြစ်ရင်တော့ဒီပွဲစဉ်မှာ၃ဘောတော့တိတ်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲ United အနေနဲ့ဒီ U Bali ဒုတိယကျောပွဲစဉ်မှာဆိုရင်တော့အဲ့ပုံစံတိုင်းပဲဒါပွဲထွက်လာဖို့ရှိရလို့တော့ကျွန်တော်မြင်တယ်အဲ့တော့ကြမ်းမို့ဒီပွဲစဉ်မှာ United အနေနဲ့ဒေယာဘောက်ကိုရခဲ့မယ်ဆိုရင်တော့မှပဲဒါနှလုံးထက်တော့မပိုလောက်တော့ဘူးလို့ထင်တယ်အဲ့ဒါလက်နေပြီးပါအောင်အနေနဲ့ဆိုရင်လည်း United ကိုကိုရဖို့ဆိုတာတော့ဟောအဲ့လောက်ကြီးတော့လွယ်မှာတော့မဟုတ်တော့ဘူးဘာလို့လဲဆိုတော့ Ruben Amorim အနေနဲ့ဆိုရင်လည်းဒေယာဘောက်ကနင်းရှိနေပဲ အေးစီစီနောက်တစ်ဆင့်ကိုတက်သွားမယ်လို့တော့ထင်ပါတယ်။ဒါပေမဲ့ဒေဂျာဘောက်တော့ဒီပွဲချင်းမှာ2-1လောက်တော့ဖြစ်သွားမယ်ပွဲချင်းတခုလို့တော့ကျွန်တော်တို့မြင်ပါတယ်။အဲ United ပြိုင်သက်တွေအနေနဲ့ဆိုရင်ရောမေလာ9ရက်နေ့မနက်ဆော့ပိုင်းတနိုင်ခွဲမှာရှင်းပြန်ကြစားမယ်။အဲကျွန်တော်တို့ Europa League ဒုတိယအကြော Semi-final ဒါပွဲချင်းနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲ။ဒီပွဲချင်းမှာဆိုရင်ရောအဲ United အနေနဲ့ Athletic Bilbao ကို ACC ကစားပြီးတော့ဒါနောက်တစ်ဆင့်ကိုတက်သွားမယ်လို့ထင်တာ။ဒါမှမဟုတ် Athletic Bilbao အနေနဲ့ဆိုရင်ရောဒီပွဲချင်းမှာ United ကိုဒါအနိုင်ရသွားနိုင်မလားဆိုတာ comment မှာတစ်ချက်လောက်ဝင်ရောက်ဆွေးနွေးပြီးတော့ကြပါဦး။ အဲကျွန်တော်ရဲ့ Facebook နဲ့ YouTube channel ကိုလည်း like and subscribe လုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရမယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။